ရေစောတာအသက်ရှင်ဖို့အတွက်မရှိမဖြစ်ပါဒါပေမဲ့နေစဉ်အားကိုးနေရတဲ့ရေကပဲကိုယ်အတွက်အန်ဒရီတခုဖြစ်လာတဲ့အခါမှာတော့ဘယ်လိုလုပ်မလဲဒီနေ့စမ်းစစ်ချက်မှာတော့မြန်မာနိုင်ငံကမြို့အထွတ်မြို့ရဲ့ရေထိုးညင်ရံမှုနောက်ွယ်မှာရှိနေတဲ့ရှုပ်ထွေးလာတဲ့အုတ်ထိုးကြီးဆန်ရပြဿနာတွေကိုထွင်းဖောက်လေ့လာကြည့်ကြမှာပါရေရဲ့အရေးအသွေးအဲ့ဒါကိုတိုင်းတာတဲ့ဇန်နူးနေနဲ့လူတွေရဲ့ရှင်ထန်ရေးကြာကဆက်ဆံမှုတွေကိုအတူတူလေ့လာကြည့်ကြရအောင်ကဲစဉ်းစားကြည့်အောင် ကျွန်တော်တို့ရေတောက်သုံးရေကိုဘီးခင်းလုံကြုံအောင်အကာအကွယ်ပေးထားပါတယ်ဆိုရယ်စနစ်တစ်ခုလုံးပျော်လဲသွားတဲ့အခါဘာဒီဆက်ဖြစ်လာနိုင်မလဲဒီမေခွန်ရဲ့ဖေော်ရှာဖေဘောအတွက်ကျွန်တော်တို့ရေခီးကတော့နေတိုင်းမုတ်ထုံမိုးနဲ့ယင်းနီးနေရဲ့မြန်မာနိုင်ငံကရင်ပြည်နယ်ရဲ့မြို့တော်ပိုင်မြို့ကနေစတင်မှာဖြစ်ပါတယ်။ကဲအပိုင်းတဲ့ရေအော့ရောက်သွားတဲ့မြို့ဆိုတော့ပိုင်မြို့မှာမုတ်ထုံဝင်ပြီးဆိုတာနဲ့ရေကြီးတာကအဆပဲရှိပါသေးတယ်။တကယ်အန်ဒရီကအဲ့ဒီရေကြီးတဲ့ရေတွေက ြည့်လျံနေတဲ့အင်တာတွေကအညစ်အကြေးတွေနဲ့ပေါင်းသွားတဲ့အခါမှာစတာပါပဲ။အဲဒီခါမှာရေကယောဂပိုးမွားတဲ့တဲဆောင်တဲ့လမ်းချောင်းကြီးတစ်ခုဖြစ်သွားပြီးပေါက်ထုံရေတွင်တွင်မိချောင်းတွေအပါဝင်ရေအရင်အမြဲအာလုံးကိုညှဉ်းဉန်းစီတော့တာပါပဲ။ဒါလူတို့ကြောင့်မရေကိုချက်ချင်းချင်းချောက်တဲ့အခြေအနေတစ်ခုပါ။ဟုတ်ပြီ။အပိုင်းနဲ့မမြင်နိုင်တဲ့ချင်းချောက်မှုဒီနေရာမှာတကယ်ကိုအန်တိုးစရာကောင်းတဲ့အချက်တစ်ခုကိုတွေ့ရပါတယ်။ยีจีดาก็ปิดทลาโกปูซูเซดาหม่ำมาเดดาใบเมตะแกอะผิดมันกะบ้าอั่นเมียวเยยีฮา ရေမကြီးခင်ကားတွေကတောက်တုံးဖို့မသိမ့်တော်တဲ့အခြေအနေမှာရှိနေပြီးသားပါဒီမှာကြည့်ရင်တွေ့နိုင်တဲ့အတိုင်းနိုင်ငံတော်စံနှုန်းတွေရောကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့စံနှုန်းတွေနဲ့ပါကိုက်ညီမှုမရှိပါဘူးဆိုလိုတာကဒီပြဿနာဟာရေကြီးမှုကြောင့်ဖြစ်တဲ့ရုတ်တရက်အရေးပေါ်အခြေအနေမဟုတ်ပဲအချိန်အတော်ကြာ နာတာရှည်ဖြစ်နေတဲ့စနစ်ပိုင်းဆိုင်ရာပြဿနာကြီးတစ်ခုဆိုလာကို ရှင်းရှင်းလင်းလင်းမြင်သာစေပါတယ်။ဒါပြီးဒီနိပညာပိုင်းဆိုင်ရာအချက်လေးကလည်းတိတ်အရေးကြီးပါရဲ့ ရေနောက်ကြည့်တင်နေတယ်ဆိုတာကကြည့်လို့မကောင်းတာတခုတည်းမဟုတ်ပါဘူးအဲ့ဒီရေတွေကအမုံမွားတွေကဘက်တီးရီးယားတွေအတွက်ဒိုင်းတခုလိုဒါမှမဟုတ်ပုံကုတ်ဆရာနေရာတခုလိုဖြစ်နေတာပါအဲ့ဒီအခါမှာရေကိုပိုးတက်ဖို့တုံးတဲ့ဆေးတွေကအာနိသင်မပြနိုင်တော့ဘူးပြောရင်ရေကနောက်ကြည့်လေတွေအန်တီရွှေတဲ့ပုံမွားတွေရှင်းတဲ့နိုင်ကြီးပုံများလေလေးပါပဲကဲဒါဆိုရင်တော့အပိုင်းတုံးစနစ်တခုလုံးရဲ့ကြာရှုံးမှုအကြောင်းပြောကြအောင်စံနှုန်းတွေဆိုတာဆာရွက်ပုံမှာရေးထားရုံနဲ့ဘာမှဖြစ်မလာပါဘူး အဲ့ဒီစံနှုန်းတွေကိုအသက်ဝင်လာအောင်လုပ်ပေးတဲ့လုပ်ငန်းစဉ်တစ်ခုလို့ရပါတယ်။အဲ့ဒါကို MRV တန်တရားလို့ခေါ်ပါတယ်။စောင့်ကြည့်စစ်ဆေးခြင်းအစီရင်ခံခြင်းနဲ့အတည်ပြုစစ်ဆေးခြင်းပေါ့။ဒါကစံနှုန်းတွေကို အသက်သွင်းပေးတဲ့ engine လို့ပြောလို့ရတယ်။ရိုးရိုးရှင်းရှင်းပြောရင် ရေအကြီးအသွေးကိုမှတ်မှန်တိုင်းနာတယ်။ရလာတဲ့အချက်လက်တွေကိုလူတိုင်းသိအောင်ထုတ်ပြန်ပေးတယ်။ပြီးတော့အဲ့ဒီအချက်လက်တွေတကယ်မှန်ရဲ့လားဆိုတာကိုတိကျပြန်စစ်ဆေးတယ်။ ီဆက်ဝိုင်းကြီးလေပတ်နေမှတာဇန်နုံးတွေကအတိတ်ပဲရှိလာမှာပါ။ဒါပဲဘားရဲ့မြို့ရဲ့အဖြစ်မှမှတော့ဒီ MRV ဆက်ချီကလုံးဝရက်တက်နေပါတယ်။မြင့်ရဲ့အည်သွေးကိုစောင့်ကြည့်စစ်စစ်မှုကမလုံလောက်ဘူး။အိမ်ဒီမှာတုံးနေတဲ့ရေဘေးကင်းရလားဆိုတော့ပုံမှန်စစ်စစ်မှုမရှိဘူး။ဒေတာခန့်တဲ့အတက်သူတို့တုံးနေတဲ့ရေတွင်းရင်ကကောင်းရဲ့လားဆိုတော့ကိုစစ်စစ်ကြည့်နိုင်မယ်အများပြည်သူသိနေတဲ့အခြေလက်တွေလည်းမရှိဘူးနိုင်ငံတော်ဆင်ဆန်နှုံးတွေကတော့ရှိပါတယ်ဒါပေမဲ့ဒေတာန္တရဆင်မှာအဲ့ဒါကိုအာနာတိအောင်လောက်ဆောင်မှုက ထိတ်အားနေနေပါတယ်။ဒါဟာအဆင့်တစ်ခုချင်းလေးရဲ့ပြက်ကွက်မှုတွေကနေတဆင့်စနစ်တစ်ခုလုံးဘလို့ပြိုလဲသွားလဲဆိုတော့ကိုရှင်းရှင်းလင်းလင်းပြနေတာပါပဲ။ဒီအချက်ကကျွန်တော်တို့ကိုနောက်ထပ်မေးခွန်းတစ်ခုစီခေါ်သွားပါတယ်။အပိုင်းကလေးမြေကိုပတ်တူပိုင်းနေလေ။ဒီစရာကိုကြည့်လိုက်ရင်ကိုပဲပြက်သနာရဲ့အရင်မြေကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါရဲ့။ရေကိစ္စမှာအဓိကတာဝန်ရှိတဲ့ဝန်ကြီးဌာနနှစ်ခုရှိနေတယ်။ကျမရဲ့ဝင်ကြီးဌာန MOHS ကပြည်သူတွေတောက်တုံးမဲ့ဗမိုင်းခေါင်းကထွက်လာရဲ့ရေးရဲ့အရေးသွေးကိုတာဝန်ယူတယ် တင်ရစာရနဲ့ပတ်ဝန်းကျင်ထိုင်းသိမ်းရေးဝန်ကြီးဌာနမော်နက်ကတော့မြစ်ထဲကိုစွန့်ပစ်လိုက်တဲ့စစ်ရုံအငဲ့ကြီးတွေကိုထိန်းချုပ်တယ်။ကြီးလိုက်ရင်တော့အဆင်ပြေလောက်တယ်လို့ထင်ရပေမဲ့ဒီကြားထဲမှာအထိတ်အရေးကြီးတဲ့ကွက်လက်ကြီးတစ်ခုရှိနေပါတယ်။ပူရှင်းအောင်ပြောရရင်တယောက်က မြစ်ထဲကနေအထွက်ကိုချီတယ်။နောက်တစ်ယောက်ကမြစ်ထဲကိုအဝင်းကိုစောင့်ချီတယ်။တယောက်ကတောက်သုံးရေပိုက်ခေါင်းကိုအာယုံစိုက်ပြီးနောက်တစ်ယောက်ကစစ်ရုံရဲ့စွန့်ပစ်ပိုက်လိုင်းကိုအာယုံစိုက်နေသလိုပါပဲ။ဒါဆိုရင်အရေးကြီးတဲ့မေခွန်းကမြစ်ကိုယ်တိုင်ရဲ့ရေအရေသွေးကိုရော ဘသူကတာဝန်ယူမှာလဲဒီမိခွန်းကိုဘယ်ဝန်ကြီးဌာနကမှတိတိကျကျဖြေဆိုနိုင်ခြင်းမရှိပါဘူးဒါအဖွဲ့စည်းဆိုင်ရာကွက်လက်ကြီးတစ်ခုဖြစ်နေပါတယ်ဟုတ်ပါပြီပြဿနာတွေကိုတီးပြီဆိုတော့ထြေရှင်းနည်းတွေပဲလွှဲကြည့်အောင်အပိုင်းကကွက်လက်တွေကိုပေါင်းကူပေးခြင်းဒီလိုအစိတ်စိတ်အမောင်မွားဖြစ်နေတဲ့အုတ်ချုံမှုပုံစံကိုဖြည့်ရှင်းဖို့အတွက်အတွေ့အခေါ်ပိုင်းဆိုင်ရာအပြောင်းအလဲကြီးတစ်ခုလိုအပ်ပါတယ်။အဲ့ဒါကတော့ပေါင်းစိတ်ရဲ့အရင်းမြစ်စီမံခံွယ်မှု IWM ပါ။ ဒါကဝန်ကြီးဌာနတွေကကိုယ်အခန်းနဲ့ကိုယ်အလုပ်လုပ်နေတဲ့ silo တွေကိုဖြိုးချပြီးမြေဝန်းတစ်ခုလုံးကိုတစ်ခုတည်းသော synergy တစ်ခုအဖြစ်အထူးတကွာပူးပေါင်းစီမံခံွယ်ဟုတ်တိုက်တွန်းတဲ့ချင်းကပ်မှုပုံစံဖြစ်ပါတယ်။ IWRM ဆိုတာက အတွေးခေါ်ကြည့်ပေါ့။အဲ့ဒါကိုလက်တွေ့အကောင့်ထည့်ဖို့ဖို့တက်ကတော့ရေပေးကင်းရဲ့အစီအစဉ် WSP ဆိုတာလိုလာပါတယ်။ ဒါကပြဿနာဖြစ်လာမှာလက်ဖြေရှင်းတဲ့ပုံစံမဟုတ်ပဲရေးဆက်ယူတဲ့ရေဝေးရေလဲဒီတာကနေတောက်တုံးသူရဲ့လက်ထဲရောက်တဲ့အထိလန်ကစ်လျှောက်မှာဖြစ်နိုင်တဲ့အန်ဒီရဲ့အလုံးကိုကြိုတင်ဖော်ထုတ်ပြီးကာကွယ်စီမံခန့်ခွဲတဲ့လက်တွေ့ကြတဲ့နိလန်ကျကူဖြစ်ပါတယ်ဒီတော့ဘာမျိုးအတွက်ချိန်ဆက်ဖို့ပါတယ်လို့ရမလဲရေကြီးမှုကိုခံနိုင်ရရှိတဲ့ရေဘေးကင်းရဲ့အစီအစဉ်တစ်ခုရေဆွဲရပါမယ်ဒါကအစောကပြောခဲ့တဲ့ရေကြီးမှုပြဿနာကိုတိုက်ရိုက်ဖြေရှင်းတာပါပဲပြီးတော့ data ကအရပ်ပတ်ဖွဲ့စည်းတွေကို ရေအရေးအတွက်စောင့်ကြည့်ဆဆွေးဖို့စွမ်းရည်မြင့်တင်ပေးရမယ်။ဝင်ကြီးဌာနအသီးသီးကတောင်းတဲ့စံနှုန်းတွေကိုတပြေးညီဖြစ်အောင်ညှိနှိုင်းပြီးအရေးကြီးဆုံးကတော့အစောကပြောခဲ့တဲ့ကွက်လက်ကိုပိတ်နိုင်မှု မြေရေအရေးအတွက်အတိကျတဲ့စံနှုန်းတစ်ခုသတ်မှတ်ပြီးအဲ့ဒါကိုအာနာတီအောင်ဆောင်ရွက်ရပါမယ်။ဒီခွဲချမ်းစိတ်ဖြားချက်ရဲ့အဆုံးမှာတော့စဉ်းစားစရာမဲခွန်းတစ်ခုထားခဲ့ခြင်းပါပဲ။စံနှုန်းတစ်ခုပေါ်သတ်မှတ်ထားတဲ့ဒါပေမဲ့ဘရုမဆောင်ချီစစ်စိမ်းမှုမလုပ်ဘူးဆိုရင် ဲ့ဒီစံနှုန်းကတကယ်ပဲရှိနေတယ်လို့ပြောလို့ရမလား